အလုံးမင်္ဂလာပါပညာရေးဝန်ကြီးဌာန၏တနှစ်တာကာလအတွင်းပညာရေးပြုပြင်ပြောင်းလဲရေးဆောင်ရွက်မှုများအားရှင်းလင်းတင်ပြသွားမှာဖြစ်ပါတယ်ပညာရေးဝန်ကြီးဌာနအနေနဲ့ပညာရေးကဏ္ဍပြုပြင်ပြောင်းလဲဖို့အတွက်ပညာရေးတင်ယူမှုခွင့်လန်းမြန်မာရေးပညာတင်ယူတက်မြောက်မှုအရေးသွေးမြန်မာရေးတို့ကိုဥတီပြီးအမျိုးသားပညာရေးမဟာဗျူဟာစီမံကိန်း 2016 2021ရီမန်းချက်ပန်းနိုင်များနဲ့အညီတစ်နှစ်အတွင်းဂျိုးပန်းအကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပါတယ်။အမျိုးသားပညာရေးမဟာဗျူဟာစီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်မဲ့နေပယ်၉ခုတတ်မှတ်ပြီးအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါတယ်။အမျိုးသားပညာရေးမဟာဗျူဟာစီမံကိန်းအရာမြို့ပြနဲ့ခြေလက်ကိုကြည့်မယ်ဆိုရင်မြို့ပြမှာ အတန်းအဆင့်ကူးပြောင်းနှုံပုံမူကောင်းမွန်ဒီကြောင်းထွက်နှုံပုံမူယုံနေတာကိုတွေ့ရှိရပါတယ်။ခြေလက်နဲ့ဝေးလံတဲ့ဒေသတွေမှာတင်ယူမှုအခွင့်အလမ်းပုံမူရရှိစေရန်အတွက်ကြောင်းအဆင့်တို့တတ်မှတ်ချက်တွေကိုရခင်ကကြောင်းသားဥယျာဉ်တစ်ခုတည်းအပေါ်မှာတတ်မှတ်တာကနေပြီးတော့မှာခရီးကွာဝေးမှုအခြေအနေကိုပါထည့်သွင်းပြီးတော့မှ ပြင်ဆင်တတ်မှတ်ခဲ့ပါတယ်။ အဲ့ဒီလိုပြင်ဆင်သတ်မှတ်တဲ့အခါမှာအထက်တန်းအဆင့်ကျောင်းအဆင့်တိုးခြင်းကိုတော့သတ်မှတ်ကျောင်းသားဥယျပြည့်မီမှသာကျောင်းအဆင့်တိုးပေးဖို့လို့အတွက်သတ်မှတ်ထားပါတယ်2016 2019ပညာသင်နှစ်မှာအခြေခံပညာမူလာတန်းအလဲတန်းအထက်တန်းကျောင်းစုစုပေါင်း3312ကျောင်းကိုကျောင်းအဆင့်တိုးပေးခဲ့ပါတယ်ကျောင်းအနှံရေးသတင်းပတ်မှာကိုလည်းပဲ ထိတိယယောက်နဲ့ပြည်သူလူထုရဲ့ပူးပေါင်းပါဝင်ဆောင်ရွက်မှုနဲ့မြင်စွာအကောင့်အထည်ဖော်ဆောင်ရွက်ခဲ့တဲ့အကြောင်းမူလို့အခြေခံပညာမူလာရန်အလဲရန်အထက်တန်းကျောင်းစုစုပေါင်း4600 6000ကျောင်းအထိတိုးတက်လာသလိုဆရာဆရာမ38609ဦးတို့ကကျောင်းသားကျောင်းသူ9038360ဦးတို့ကိုတင် जा ပို့ချပေးခဲ့ရှိပါတယ်။ မူလာတန်းအစ်အကြောင်းစုစုပေါင်း922ကျောင်းတိုးတက်လာပြီးတော့ဆရာဆရာမ18698ဦးတိုးတက်လာသလိုအခမဲ့အခြေခံပညာရေးကိုအောင်မြင်အကောင်အထည်ပေါ်ဆောင်ရွက်ခဲ့တဲ့ကျောင်းမလူကျောင်းသားကျောင်းသူဦးရေ4,2268ဦးတိုးတက်လာတာကိုတွေ့ရှိရပါဖြစ်ပါလေ မျက်မမြင်ကျောင်းသားကျောင်းသူတွေနဲ့ဆွမ်းအနာမကြာကျောင်းသားကျောင်းသူတွေကိုလည်း UNICEF နဲ့ပူးပေါင်းပြီးကျော်ဘိုးအိမ်များဗလာဆောင်အုပ်များပံ့ပိုးပေးခြင်းကျောင်းပတ်ဝန်းကျင်တန်ရှင်းရေးအခမ်းအနားများဆောင်ရွက်ခြင်းကျောင်းကျန်းမာရေးလုပ်ငန်းများပူးပေါင်းဆောင်ရွက်ခြင်းရင်းစည်းကမ်းလမ်းစည်းကမ်းဟောပြောပွဲနဲ့မူရည်စေဝါအန်ဒီရဲ့တားဆီးကာကွယ်ရေးဟောပြောပွဲများဆောင်ရွက်ခြင်း၁၀နှစ်ပြည့်ကျောင်းသားကျောင်းသူများအားနိုင်ငံသား ကပ်ပြားများရရှိရေးပူပေါင်းဆောင်ရွက်ခြင်းတို့ကိုအကောင့်အထည်ဖော်ဆောင်ရွက်ခဲ့ပါလေ။ပညာသင်ရန်အခက်အခဲရှိတဲ့ကျောင်းသားကျောင်းသူများကိုပညာသင်ထောက်ပံ့ခြင်းများပံ့ပိုးပေးခြင်းသင်ကြားသင်မှုပိုမိုအဆင်ပြေစေရန်အတွက်ကျောင်းထောက်ပံ့ခြင်းများကိုလမ်းညွှန်ဆောင်အုပ်များနှင့်အညီထိတိယောက်ယောက်အကောင့်အထည်ဖော်ဆောင်ရွက်နိုင်ရေးဂျိုးပန်းအကောင့်အထည်ဖော်ဆောင်ရွက်ခဲ့ပါလေ။တည်ယူညွန်းနှင့်ပြည်တည်ရင်းနဲ့ပတ်သက်ပြီး 2019နှစ်ပညာသင်နှစ်မှာ KG ကိုအားကစားတချင်းဆိုချင်းကြပြာရွေးချင်းတို့နဲ့သာသင်ကြားပြခဲ့တဲ့အကြောင်းမူလို့ Grade 1တက်မဲ့ကျောင်းသားကျောင်းသူတွေအတွက်အရေးကြီးတဲ့စာအုပ်တွေ2019 2018ပညာသင်နှစ်မှာ ဖြန့်ဝေနိုင်ရေးအတွက်ကိုလည်းအကောင့်အထည်ဖော်ဆောင်ရွက်နိုင်သလို Grade 1ကျောင်းသုံးဖတ်စာအုပ်များဆရာလမ်းညွန်စာအုပ်များကို ဂျိုင်ကာနဲ့ပူပေါင်းပြီးတော့မှ အကောင့်ထေဖို့ဆောင်ရွက်ပြီးတော့မှ2019 2018ပညာသင်နှစ်မှာအခမဲ့ဖြန့်ဝေနိုင်ရေးစီစဉ်ဆောင်ရွက်လျက်ရှိပါတယ်။ဆရာဆရာမများရဲ့တင် जा တည်ယူမှုမြန်မာရေးအတွက်လည်းပဲမုံမှန်တင်နန်းများဖြစ်အကောင့်ထေဖို့ဆောင်ရွက်နေပါလေ။အခြေခံပညာကျောင်းများရဲ့အရေးအသွေးမြန်မာရေးအတွက်မိဘဆရာအသင်းများနဲ့ပူးပေါင်းပြီးတော့မှဂျိုပန်အကောင့်ထေဖို့ဆောင်ရွက်လျက် ရှိတယ်လို့နောက်ပညာသင်နှင်းပါလဲပဲမိဘအုတ်ထင်းသူများအနေနဲ့မိမိကလေးငယ်ရဲ့စာသင်ခန်းအပြင်ပါမှာចောင်းသားចောင်းသူတွေရဲ့တင်ယူတက်မြောက်မှုပုံမူကောင်းမွန်ရေးအတွက်ဆရာဆရာမတွေနဲ့ပုံမူပူပေါင်းဆောင်ရွက်နိုင်ရေးအတွက်လဲစီစဉ်ဆောင်ရွက်သွားမှာဖြစ်ပါလေပညာရေးစစ်စစ်အကက်ဖြတ်ခြင်းနှင့်စာမေးပွဲ ပြုရင်ကြောင်းလဲမှုမှာလည်းပဲရမစနစ်ကနေပြီးတော့မှ grading စနစ်ကိုကြောင်းလဲပြီးတော့မှအတန်းအဆင့်ကူးပြောင်းဖို့လို့အတွက်လည်းအခန်းဆုံးစစ်ဆေးခြင်းနှစ်ဝက်စာမီးဝဲနှစ်ဆုံးစာမီးဝဲပညာအရေးချင်းမှတ်တမ်းချုပ် CPR2 ကနေပြီးတော့မှပြန်မြယူပြီးတော့မှအတန်းတင်ပေးခြင်းကြောင်းခေါ်ခြင်းမပြည့်ပြီသူများသို့မဟုတ်တင်ယူမှုအားနည်းသူများအတွက်လည်းဖြည့်ဆည်းတင်ကြားခြင်း remedial education ကိုလည်း2016ခုနှစ်နိုဝင်ဘာလကနေစတင်ပြီးတော့မှအကောင့်အထည်ပေါ် ဆောင်ရွက်ခဲ့တယ်လို့တော်တင့်ညံ့အလိုက်အတန်းမခွဲဘူးလို့လည်းစီစဉ်ဆောင်ရွက်လျက်ရှိပါတယ်2018ခုနှစ်တက္ကသိုလ်ဝင်ဆောင်မိပွဲမှာဆိုရင်လည်းရမယ်နှစ်ခါထက်စာဖြေသူဥယျ8000ပုံမူတိုးတက်ပြီးတော့မှ စုစုပေါင်း9314522ဦးဖြစ်ဆိုသလိုမျက်မမြင်ဆုံးအားနားမကြားကိုလက်အင်ကမတန်ဆွမ်းစာဖြေသူများနဲ့အကြောင်းမျိုးမျိုးကြောင့ စာဖြေဖို့လို့အတွက်အခက်အခဲရှိသူများကိုလည်းအစဉ်ပြေဖို့လို့အတွက်စီစဉ်ဆောင်ရွက်ခဲ့ပါတယ်။ယခုတက္ကသိုလ်ဝင်ဆောင်ပွဲမှာဆိုရင်စွန်အားနာမကြာចောင်းသူចောင်းသူများကို10မိနစ်ခန့်ဆောင်ပွဲမိခွန်းကို sign language နဲ့ပြသခြင်းကိုလည်းပဲအကောင့်ထဲပေါ်ဆောင်ရွက်ခဲ့ပါတယ်။တိုင်းရင်းသားဘာသာစကား49မြို့ကိုလည်းတိုင်းဒေသကြီးပြည်နယ်အစိုးရအဖွဲ့များရဲ့ စီစဉ်ကြီးကြပ်မှုနဲ့တိုင်းရင်းသားစာပေနှင့်ရည်ကြီးမှုအဖွဲ့များကပြုစုပြီးပညာရေးဝန်ကြီးဌာနကအခမဲ့ပုံနှိပ်ဖြန့်ဝေပေးပြီးတော့မှတင် जा ပို့ချတဲ့တိုင်းရင်းသားဘာသာစကားတင်ဆရာဆရာမများကိုလည်းထောက်ပံ့ကြီးများချီးမြှင့်ပေးလျက်ရှိပါတယ်။နောက်ပညာသင်နှင့်မှဒေသခံတိုင်းရင်းသားဘာသာစကားတင် जा ပို့ချမဲ့ဆရာဆရာမများ teaching assistant များခံထားနိုင်ရေးအတွက်လည်းတိုင်းဒေသကြီးပြည်နယ်အစိုးရအဖွဲ့များနဲ့ပူးပေါင်းပြီးအ ਨੇ ဆုံးပညာအရေးအချင်းတတ်မှတ်နိုင်ရေးအတွက်လည်းစီစဉ်ဆောင်ရွက်လျက်ရှိပါတယ်။ဆရာဆရာမများရဲ့အရေးအသွေးမြင်မာရေးဟာအရေးကြီးတဲ့အတွက်ကြောင့်ပညာရေးကောလိပ်များကို၄နှစ်တင်ပညာရေးဒီဂရီကောလိပ်များအဖြစ်အဆင့်မြင့်တင်ရေးကိုလည်း master plan များပြုစုရေးဆွဲစီစဉ်ဆောင်ရွက်လျက်ရှိပါတယ်။ဆရာဆရာမများရဲ့အရေးအသွေးမြင့်တင်ရေးလုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲများကိုလည်း ဖြင့်ပြုံးမှုမိဖက်အဖွဲ့အစည်းများနဲ့ပူးပေါင်းပြီးအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါတယ်။2016ခုနှစ်ဩဂုတ်လမှာကျောင်းပြပနှင့်တသက်တာပညာရေးဦးစီးဌာနကိုဖွဲ့စည်းပြီး2016ခုနှစ်နိုဝင်ဘာလမှာကရားပြည်နယ်လုံးချုပ်အခြေခံစာတက်မြောက်ရေးလှုပ်ရှားမှု2018ခုနှစ် January လနဲ့ February လမှာတောင်ကြီးခရိုင်လုံးချုပ်အခြေခံစာတက်မြောက်ရေးလှုပ်ရှားမှုတို့ကိုဂျိုးပန်းအကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပါတယ်။ဤပညာနှင့်တံပွေပညာရေးနှင့်လေ့ကျင့်ရေးကဏ္ဍမှာ အစိုးရနီးပညာအထက်တန်းကျောင်းစက်မှုလက်မှုသိပ္ပံနီးပညာကောလိပ်စုစုပေါင်း59ကျောင်းပါဆရာဆရာမ2456ဦးတို့ကအကျောင်းသားကျောင်းသူ1961ဦးတို့ကိုကျွမ်းကျင်သောတံမွေးပညာရှင်လူငယ်များဖြစ်လာအောင်ပြုစုကြိုးထောင်သင်ကြားလေ့ကျင့်ပေးလျက်ရှိသလိုကျွမ်းကျင်မှုအခြေပြုတံမွေးသင်တန်းများကိုလည်းအကောင့်ထေဖို့ ဆောင်ရွက်လျက်ရှိပါတယ် Tibet Forum ကို2016ခုနှစ်ဇူလိုင်လမှာကျင်းပခဲ့ပြီးတော့မှတင်ယူမှုအခွင့်အလမ်းမြင်ပါရေးအရေးအသွေးနှင့်စီမံခန့်ခွဲမှုပုံမအားကောင်းရေးတို့အတွက်ကိုအကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပါတယ်အင်းစိန် GTI ကိုလည်းရန်ကုန်မြို့တော်စီပင်သားရာရေးကော်မတီမှလွှဲပြောင်းလက်ခံပြီးတော့ပုံမှန်တင်နန်းများဖွင့်လှစ်နိုင်ရေးအတွက်စီစဉ်ဆောင်ရွက်လျက်ရှိပါတယ်နီးပညာနှင့်တမွေပညာရေးနှင့်လေ့ကျင့်ရေးကဏ္ဍမှာလည်းတီချင်းရန်လန်းလင်းပတ်သက်များ မြင်မာရေးအတွက်ကိုလည်းမုံမှန်တင်တန်းများကိုဖြုံဖြုံမှုမိဖက်အဖွဲ့အစည်းများနဲ့ပူးပေါင်းဆောင်ရွက်ခဲ့ပါတယ်။ဟိုတယ်နှင့်ခီးသွားလာရေးတင်တန်းများ electronic တင်တန်းများ electrical တင်တန်းများမုတ်ဖုတ်တင်တန်းများကိုလည်းပဲဆောင်ရွက်ခဲ့တယ်လို့ရတနာဂေဆက်တင်တန်းကိုလည်းပဲပူးပေါင်းဆောင်ရွက်ခဲ့ပါတယ်။ကျွမ်းကျင်မှုအခြေပြုတံမွေး ကာလတူတင်နှန်းဖြစ်တဲ့အုတ်စီချင်းတန်ကြီးတန်ခွေးမော်တော်ဆိုင်ကယ်ပြင်တင်နှန်းလေယာဆက်သုံးပစ္စည်းကရိယာများပြင်ဆင်ခြင်းတင်နှန်းများကိုလည်းပဲအကောင့်ထက်ဖို့ဆောင်ရွက်ခဲ့ပါတယ်အဆင့်မြင့်ပညာရေးကဏ္ဍမှာတက္ကသိုလ်ဒီဂရီကောလိပ်ကောလိပ်စုစုပေါင်း186 000 000ရှိတဲ့အနက်ပညာရေးဝန်ကြီးဌာနရဲ့စီမံခန့်ခွဲမှုအောက်မှာ133 000ရှိပါတယ်ဆရာဆရာမ2000 1000 245ဦးတို့ကကျောင်းသားကျောင်းသူစုစုပေါင်း83,533ဦးတို့ကိုတင်ကြားပို့ချပေးလျက်ရှိပါတယ်။ကျောင်းသားကျောင်းသူတဝက်ကျော်ကျော်ဟာအဝေးတင်ပညာရေးစနစ်အရသာပညာသင်ယူနေကြရတာကိုတွေ့ရှိရမှာဖြစ်ပါတယ်။အစင်းမြေပညာရေးမှာပညာသင်ယူမှုအခွင့်အလမ်းပုံမူမြင်မာရေးအတွက်အကောင်အထည်ဖော်ဆောင်ရွက်ရမှာဖြစ်တယ်လို့ကျောင်းသားကျောင်းသူတွေကိုသင်ယူမှုဝင်းကျင်ကောင်းမှာပညာ တည်ယူနိုင်ရေးအတွက်ကလည်းပဲဂျိုးပန်အကောင့်ထေဖို့စောင့်ရရမှာဖြစ်တဲ့အကြောင်းပေါ်လို့ကျောင်းသားကျောင်းသူအိတ်ဆောင်များဆရာဆရာမနဲ့ဝန်ထမ်းများရဲ့အင်အားများကိုလည်းပဲအတတ်နိုင်ဆုံးဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိပါတယ်။ဆရာအတတ်ပညာရေးကဏ္ဍမှာရှိတဲ့ပညာရေးကောလိပ်တွေကိုလည်းအစိမ့်ပညာကဏ္ဍအောက်မှာအကောင့်ထေဖို့စောင့်ရွက် ခဲ့ပါတယ်အစီအမည်ပညာရေးတင်ယူမှုအခွင့်အလမ်းပုံမမြန်မာရေးအတွက်ဟာခါကောလိပ်ဖွင့်ပွဲကို2016ခုနှစ်နိုဝင်ဘာလ9ရက်နေ့မှာကျင်းပခဲ့ပြီးတော့မှတောင်ကုန်းဒီဂရီကောလိပ်အစီအမည်ပင်နဲ့ခန်းနာကိုတော့2019ခုနှစ် January လ10ရက်နေ့မှာအကောင်အထည်ပေါ်ဆောင်ရွက်ခဲ့ပြီးတော့မှတောင်ကုန်းပညာရေးကောလိပ်အဆောက်အဦများကိုဂျိုက်ကာရဲ့အကူအညီနဲ့အသစ်တည်ဆောက်ခဲ့ပြီးတော့မှဖွင့်ပွဲအခမ်းအနားကို2019ခုနှစ် January လ26ရက်နေ့မှာ ဆောင်ရွက်ခဲ့တယ်လို့ရန်ကုန်တက္ကသိုလ်မှာပင်လုံဆောင်ဖွင့်ပွဲအခမ်းအနားကို2018ခုနှစ်ဖေဖော်ဝါရီလ14ရက်နေ့မှာကျင်းပခဲ့ပါတယ်အစိမ့်ပညာတင်ယူညွန်းတဲ့မြင့်တီဆွေးနွေးပွဲများဒေတာလိုအပ်ချက်နှင့်လိုင်လုံးကြီးထွေတော်တင်ယူညွန်းတဲ့ဆွေးနွေးပွဲများကိုလည်းကျင်းပဆောင်ရွက်ခဲ့ပါတယ်ရန်ကုန်တက္ကသိုလ်မြန်မာစာဌာန85နှစ်ပြည့်အထိမ့်မှတ်စာရန်ဖတ်ပွဲနှင့်ထိမ့်မှတ်ပြာခန်းအခမ်းအနားကိုလည်းကျင်းပခဲ့ပါတယ်ရန်ကုန်တက္ကသိုလ်အစိမ့်မြင့်တီကော်မတီ ဖွဲ့စည်းပြီးတော့မှ master plan နဲ့အညီအကောင့်အထည်ပေါ်ဆောင်ရွက်နိုင်ရေးအတွက်ဖြစ်ပျမှုမိဖက်အဖွဲ့အစည်းများနဲ့ပူးပေါင်းဆောင်ရွက်လျက်ရှိပါတယ်။ရန်ကုန်တက္ကသိုလ်၊မန္တလေးတက္ကသိုလ်နှင့်တက္ကသိုလ်ဒိုင်းမှာသုတေသနစာရန်ဖတ်ပွဲများကိုအချိန်အဟုန်နဲ့ညှင့်တင်ပြီးတော့မှသုတေသနစာရန်ဖတ်ပွဲများကျင်းပဆောင်ရွက်နိုင်ခဲ့ပါတယ်။နိုင်ငံတကာသုတေသနစာရန်ဖတ်ပွဲများလည်းကျင်းပဆောင်ရွက်ခဲ့ပါတယ်။ရန်ကုန်တက္ကသိုလ်မန္တလေးတက္ကသိုလ်နဲ့ တက္ကသိုလ်အချို့မှာတက္ကသိုလ်သိပ္ပံပွဲကင်း Science Fair ကိုလည်းပဲကျင်းပဆောင်ရွက်ခဲ့ပါတယ်တက္ကသိုလ်ကျောင်းသားကျောင်းသူများရဲ့အင်္ဂလိပ်စာစွမ်းရည်မြင်မာရေးအတွက်ဗဟုအဆင့်အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲကိုလည်းနေပြီးတော့ MICC 2မှာ2019ခုနှစ် January လ23ရက်နေ့နဲ့24ရက်နေ့တို့မှာကျင်းပဆောင်ရွက်ခဲ့ပါတယ်နိုင်ငံတကာနဲ့ပူးပေါင်းဆောင်ရွက်ပြီးတော့မှ တက္ကသိုလ်ဒီဂရီကောလိပ်ကောလိပ်အသီးသီးရှိပေါမောခချုပ်များအကြောင်းဦးကြီးများဒုတိယပေါမောခချုပ်များပေါမောခများဆရာဆရာမများအရာရန်မှုတန်းများရဲ့ဆွမ်းဆောင်ရည်ညီမရေးဆွေးနွေးပွဲများကိုလည်းပဲပူးပေါင်းဆောင်ရွက်ခဲ့ပါတယ်နိုင်ငံတကာများနဲ့ပူးပေါင်းပြီးတော့မှတက္ကသိုလ်များရဲ့အရေးအသွေးညီမရေးအတွက်ကိုပူးပေါင်းဆောင်ရွက်ခဲ့ပါတယ်ဒေတာရင်းအာဆီယံဒေတာရင်းနိုင်ငံများနဲ့ပူးပေါင်းပြီးတော့မှအရေးအသွေးညီမရေးအတွက်လည်းပူးပေါင်းဆောင်ရွက် ခဲ့ပါတယ်ဆရာဆရာမများနဲ့တွေ့ဆုံပြီးတော့မှဆရာဆရာမများရဲ့လိုအပ်ချက်တွေကိုဖြည့်ဆည်းနိုင်ရေးအတွက်ကိုလည်းပဲတွေ့ဆုံခဲ့ပါတယ်ဆရာဆရာမများအရာရန်အမှုတမ်းများရဲ့လစာအပြည့်အဝရရှိရေးအတွက်လည်းပဲဆရာဆရာမဝန်ထမ်း18000 5ဒုကနေပြီးတော့မှ MPU ကများနဲ့ဘဏ်ကနေပြီးတော့မှအလဲတကူအပြည့်အဝထုတ်ယူနိုင်ရေးကိုလည်းပဲစီစဉ်ဆောင်ရွက်နိုင်ခဲ့ပါတယ်အခြေခံပညာကဏ္ဍ နီးပညာနှင့်တံဝေပညာရေးနှင့်ဒီကျင်ရေးကဏ္ဍအစိမ့်ပညာကဏ္ဍနှင့်ကျောင်းပြပနှင့်တသက်တာပညာရေးကဏ္ဍတို့တွင်စမ်းဆောင်ရည်မြင်မာရည်မုံမှန်တင်နှံများကိုလည်းပဲအကောင့်ထက်ဖို့ဆောင်ရွက်ခဲ့ပါလေ။တိုင်းဒေသကြီးပြည်နယ်များအားလုံးတို့လည်းတွားရောက်ပြီးတော့မှဝင်ကြီးချုပ်များတာဝန်ရှိသူများနဲ့တွေ့ဆုံပြီးတော့မှပညာသင်ယူမှုအခွင့်အလမ်းမြင်မာရည်ပညာရေးအရေးအသွေး မြင်မာကြီးတို့ကိုထိတိယယောက်ပွင့်လင်းမြင်သာစွာဥတီအကောင်အထက်ဖို့ဆောင်ရွက်နိုင်ရေးအတွက်လည်းပဲတွားရောက်တွေ့ဆုံပူပေါင်းဆောင်ရွက်နိုင်ခဲ့ပါလေ။ပညာရေးအရေးအသွေးမြင်မာဖို့ဆိုရင်ကျောင်းတက္ကသိုလ်ဒီဂရီကောလိပ်ကောလိပ်များမှာရှိတဲ့ဆရာဆရာမများကျောင်းအုပ်များပေါမော့ခချုပ်များရဲ့လူအချက်များကို ဖြည့်ဆည်းပေးနိုင်ရေးဟာလည်းအဓိကကြပါလေ။ဆရာဆရာမများကျောင်းအုပ်များ ပမောခချုပ်များဟာဆိုလို့ရှိရင်စေတနာဝါသနာအနိဒာစိတ်တအပြည့်နဲ့ចောင်းသားចောင်းသူများကိုတင်ချတင်ယူလေ့ကျင့်ပြုစုပြုထောင်ပေးနေတာဖြစ်တဲ့အကြောင်းမလို့သူတို့တွေရဲ့လူအချက်တွေဖြစ်တဲ့ဆရာများဖြည့်စည်းရေးစာသင်ခန်းစာသင်ကုန်ပရိဘောဂအင်းသာရေးတင်ထောက်မှုပစ္စည်းများဖြည့်စည်းရေးចောင်းသားចောင်းသူအိတ်ဆောင်များဖြည့်စည်းရေးဆရာဆရာမဝန်ထမ်းအင်အားများဖြည့်စည်းရေးစာကြည့်လိုက်ပိတ်ပန်ကန် ICT ဆိုင်ရာစသည်များ ဖြည့်ဆည်းပေးနိုင်ရေးတို့ကလည်းပဲအကောင့်အထည်ဖော်ဆောင်ရွက်နိုင်ခဲ့ပါလေ။ဤကုန်းချုပ်အနေနဲ့ပညာရေးဝန်ကြီးဌာနအနေနဲ့ပညာရေးပြုပြင်ပြောင်းလဲမှုတွေကိုထိတိယရောက်ပွင့်လင်းမြင်သာစွာဆက်လက်တကျအကောင့်အထည်ဖော်နိုင်ဖို့ကြိုးပမ်းဆောင်ရွက်နေတာနဲ့အတူအခြေခံပညာရေးဤပညာနှင့်တံပွေးပညာရေးနှင့်ဒီကျင်ရေးအစစ်မြစ်ပညာရေးကျောင်းပြပနှင့်တသက်တာပညာရေးစတဲ့ကဏ္ဍအသီးသီးမှာအမျိုးသားပညာရေးမဟာဗျူဟာစီမံကိန်းအရာ တည်ယူမှုအခွင့်အလမ်းမြင်မာရေးကျောင်းတက်ရောက်နှုတ်မြင်မာရေးကျောင်းထွက်နှုတ်ရော်နေရေးကျောင်းတွင်အရွယ်အားလုံးမူလာတန်းပညာတည်ယူပြီးမြောက်ရေးနဲ့အလယ်တန်းအထက်တန်းပညာဆက်လက်တည်ယူပြီးမြောက်ရေးလုပ်ငန်းကျွမ်းကျင်သူများအရေးအသွေးပြည့်ဝသောဘွဲရလူငယ်မောင်မြေများပြုစုပြူထောင်တင် जा လိမ့်ကျင်ရေးအတွက်ပညာရေးဝန်ကြီးဌာနအနေနဲ့မိဘအုပ်ထိန်သူပြည်သူလူထုပြည်ပြုမှုမိဖက်အဖွဲ့အစည်းများလွတ်တော်ကိုယ်စားလှယ်များတိုင်းဒေသကြီးပြည်내အစိုးရအဖွဲ့များဆက်ဆက်ဝင်ကြီးဌာနများနဲ့ပူးပေါင်းပြီးအလေးအနက်ထား 九万，高铁铺上线点四百站，列啥刷更加安